အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတော်လေးကတော့စာရေးဆရာကြီးစင်ဖြူကျွန်းအောင်သိန်းရေးသားထားတဲ့တမီဇာဝတ္ထုတော်များစာအုပ်ထဲကအမေပြောမှချောတော့သည်ဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါဦးရှင်အမေပြောမှချောတော့သည်ကိုနာတခွဲဒီနာတခွဲဖြစ်ပြရားกว่าနေတော့မှန်ကလေးသည် မကြည်လား ဒီမန်ကိုပေါင်းခတ်ထားသောတစ်သားများမှလည်းမလေးလံလားဒီမန်ကိုပြစ်ချလိုက်တန်ကလည်းမကြဲလားသို့တော့ဒေါ်တော်ဤနားထဲတွင်မူကြဲလောင်လုံးနေနောက်မှဆက်ပါလာသောတက်မှချာတန်မှမူဒေါ်တော်တခုလုံးတုံလုံးရသည့်အထိအင်အားကြီးမာတယ်ဒေါ်တော်သည်သူသားကိုလက်မကြည့်ပဲသိတယ်သူသားအေးဆောင်သည် မှန်သေးတွင်ထင်ဟန်လာသည်ပားပေါ်မှအစင်းကြီးကိုလက်ဖြင့်ဆန်းကြည့်ပြီးနောက်မှန်ကို စိတ်ပြက်လက်ပြက်ပြစ်ချလိုက်တယ်။ဒူးနှလုံးကိုလက်နှစ်ဖက်ဖြင့်တိမ့်ပိုင်လျက်တက်ပြင်းကြီးချတယ်။ယခုလှက်ကြည့်လျင်စိတ်ပြက်ညှိုးငင်နေသော မရွှေမျက်နှာကိုတော်တော်မြင်ရမယ်။ตาကလေးပျော်မြူးတက်ကြွနေသည်ကို အမေမြင်လို့တယ်။ညှိုးငိုင်နေသည်ကို မမြင်လို့ မမြင်လို့ညာလှည့်ကြည့်ရပြီ။ထင်သည့်အတိုင်ငိုမယမျက်လုံးဖြင့်ငီးနေတော့သား။ตาဤပါပေါ်မှာအစင်းကြီးသည်အညိုရောင်ပေါ်တွင်ဖြူဖွေးဆဲရှိသေးတယ်။ညိုစာပြုတ်ပြီးဖြင်ညာထင်ရှားဆဲတာရှိသေးတယ်။ငါตาကလေးဒီလိုဖြစ်ရတာငါကြောင့်ငါကြောင့်ဒီတစ္ဆက်ကကမောဒီစားကြလို့ဖြစ်ရတာကိုကိုကို အပြစ်တင်မိတယ်ဝမ်းနေစွာတွင်ငေးနေမိတယ် အမေသည်အသင်90ဘက်သို့နှီးလေလေချူကြလေလေသား၍ကောင်းလာသည်မရှိအိမ်၍ပျော်သည်မရှိသူအတွက်ဗရက်ကင်ကို အမေထံအရောက်အေးဆောင်တည်ဆောင်လာခဲ့တယ်။အေးဆောင်သည်တောလဲခြင်းဗရက်ငါးကောင်ရတယ်။ထုံးစံအတိုင်းဘိုးနွယ်နဲ့တီလာလျင်အိမ်ရောက်ချိန်၌အနံတထောင်ထောင်ထနေရောမေသူအတွက်တောထဲမှာပင် ကလေးစားတွေထုတ်ပြီးမိခင်ယူခဲ့တယ်။ရွာထဲသူဝင်းမိတင်နဲ့တပြိုင်တည်းထဲကိုကရောင်းမှာဒီကရောင်းမှာဖြစ်တယ်။အေးဆောင်ရောင်းကရောင်းနေသို့တော်လေးကောင်သာအကြီးဆုံးအကင်ကိုမရောင်းမှာထမင်းစား၍မကောင်းဟုအမေညင်းညင်းနေတတ်တယ်။ဗရက်အစိမ့်တဲ့မိခင်ဗရက်သားကလေးစားလိုက်ရလျင်အမေထမင်းမြိတ်တန်ရတယ်။ အမေကျော်တော်တယ်မှာကလေးကကင်းခဲ့တဗျာတင်းနေတာပဲตาကဝမ်းတာအဲလဲကမ်းပေသေးနေတူမအေးကလည်းစုံရီမဲ့ရီမျက်လုံးများဖြဲလှမ်းယူတယ်နန်းကြည့်တယ်ကင်းမုံဘူးကလေးနဲ့မြန်စီလဲရီလဲချက်စားရရင်ကောင်းလိုက်မယ်ဖြစ်ချင်းအေးဆောင်သည်နေကိုမော့ကြည့်တယ်နေသည်အနောက်ဖက်တောဆက်သို့ရောက်ရန် ဝါတရိုက်တာတာလို့သေးတယ်။နွားစာကိုညကြံမှ လာရောက်ဖြစ်စင်မယ်။ရေကိုလည်းနည်းနည်းစောစောထပ်ခတ်မယ်။အေးဆောင်ထမင်းမစားရသေး။အိုးထမင်းပဲမစားဘူးတာကြာနေတာပဲ။အေးဆောင်အိမ်မော်တို့ပဲမတည်။အိမ်ဝိုင်းအပြင်ဘက်သို့ခြေဦးလှဲ့တယ်။ဟဲ့ဘလို့တော့ဒါကအမေကလမ်းမိတယ်။အမှန်ကိုဖြေလျင် တားဆီးမယ်။ ထမင်းအစာခိုင်မယ်တို့ဆိုပါကအမေစားခြင်းတော့ကမောဘူယနေ့စားနိုင်ခြင်းမရှိဒီနားလေးတွေမှာအမေရဟဲ့ထမင်းစားတော့အောင်ပြန်လာမပြန်လာမအေးဆောင်တုတ်တုတ်လန်းကရွာအနောက်တကမှာထွက်ခဲ့တခေါ်ခန့်သွားမိလျင်တန့်ရန်စင်သားတယ်ညောင်ကုန်းသူသွားမိလို့မိမိတို့ရာဘက်သူသွားမိလို့မိမိတို့ရာနဲ့မလန်မကန်ရှိတဲ့ ကမွန်ကျော်မှာပါလျရတယ်။မြောက်ဖက်ကုန်းရှိ ကမွန်တော်မှာမို့သင်နေကြအောင်မို့လို့တလောက်ရနိုင်တယ်။သူ့အတွေ့အေးဆောင်လမ်းပြောင်းနေ။ခြေလန်းစလျင်စခြင်းခါရွင်ထိုးထားသည်ဓမ္မတူကပြုတ်ကြတယ်။တစ်ဆက်သေးပင်ခွေးတကောင်ဤလမ်းပြတ်အော်တန်မှာကြာရတယ်။ဟာဒီကောင်ဘာဖြစ်လို့လိုက်လာရပြန်တာတော့။လက်ဆွဲတော်ကြီးရန်လုံးရှာအရာသားဖြင့်အမီးနှံပြတယ်။ အေးဆောင်သည်ဓားကိုကောက်ယူရကတော်တော်အိမ်ပြန်ဟိုငေါတန်ဖြစ်ဆိုတယ်ရန်လုံကအမီးလှုပ်ပြပြီးခြေကသွားနေပြီတော်တော်မှလည်းသားကလေးတယောက်သာရှိတယ်အိမ်တွင်တယောက်တည်းနေခဲ့ရချိန်တွင်ရန်လုံမှ အာကိုရတယ်အိမ်ဝိုင်းထဲသို့လူသူလေးပါကျွဲနှွားဝင်လာသည်ကိုရန်လုံကအတန်မျိုးစုံဖြင့်အတိပေးတယ်တို့ကြောင့်အိမ်အပြန်ခံညာ မပြောင်းယုံမက ရှေ့ကပင်ပြေတင်ပြီးကမိုးချုံတန်းသည်ဗရင်များစီလျက်ကြိုးတယ်အေးဆောင်အချိန်မပြုံးခြုံဆက်ရောက်သည်နှင့်စတင်ခူတော်တယ်အလွန်လက်ဝင်သောအလုံးအရွယ်ခူးသည်တို့မလင်သွဲအညာပါပါအောင်စွန့်နိုင်မှအညာမပါ၍ကြေးမွသွားလျင် အဟောတိကံတို့ကြောင့်ခြုံဆက်တွင် အဖူးတွေ့လျင် တွေ့ခြင်းစုခူးခြင်းဖြစ်တယ် လက်တွဲတဆုပ်ရကြင်ဝဲအေးဆောင်မှာခြုံတွဲသို့ရောင်မှန်မသိရောက်နေပြီဒီခါကျမှကပိုက်ထောင်ပိုက်ရန်အေးဆောင်တည်းရရယ်ရွေးကလေးစိရွယ်ကမိုးဘူးတဖူရမည်အရေးအကိုင်းနဲ့ချင်မိတယ်အဖူဘေးတွင်ရဲနေသည်ကမိုးဘူးနဲ့ထိုးမိတယ်နောက်ထပ်တဆုပ်ရပြန်ပြီဗရက်အရွယ်စားနဲ့ကမိုးဘူးကိုချင်ချင်တယ်ဒီများဖြစ်ကား ဗရက်ဤအချိုတန်မပြောင်းနိုင်သည်ကမွန်ဘူးမှာချင်းမောင်ပင်နှင့်မကြီးအောင်များစွာကျော်တယ်ပျော်တယ်တပင်ထဲမှာဖြစ်ပါလျက်ကမွန်ရွက်အောက်ပင်ကျော်သေးပြည်သေးတယ်မဖြစ်သေးလေးငါးစုံရအောင်ခုအောင်ပါကိုအေးဆောင်မိတိအရန်မိတိအချိန်တွင်ခေါ်သည်ဖြစ်စေအေးဆောင်နှလုံးသားကကြင်မဲ့ထားသောအတန်သို့တော်အေးဆောင်သတိရှိတယ် သူ့မျက်နှာရှေ့တွင်ဂိုင်းချောင်းငုံတစ်ခုရှိနေတယ်။မျက်နှာကိုလှည့်ကြည့်လျင်နဖူးတစ်ပြေလုံးရေကနေဖြစ်သွားမယ်။တော့နေတော့ကျုံမှာတော်လာနို့နို့နဲ့စောင့်လိုက်ရတာ။တော်ရတော့စိတ်ပြေနေပြီးဒီမှလာပြီ။ဘုံငနဲ့ပြစ်ချတန်ကြာရတယ်။အေးဆောင်သည် နောက်ကဂိုင်းကိုလက်ဖြဲသိမ့်ပြီးဒူးခွေရတယ်။တွဲတလောက်ရှိမှဒူးဆန်ရဲ့မျက်နှာလှည့်ရတယ်။ ချွေးတွေတန်တွေကြားမှာချစ်သူဤနီးပြပြမြင်တာကလေးတပြိုင်နက်ထဲပင်နည်းနည်းစောစောကရေတွင်တွင်ညသွယ်မှားသွားသည်ကိုသတိရရတယ်ကြိတ်ပြီးကိုကိုကိုအပြစ်တင်ရတယ်တော်တောလျာကပြန်လာရင်မြောက်ကုန်းကိုလိုက်ခဲ့နော်ကျုပ်တို့နက်နက်ပင်သွားခုံမလို့အင်းဆောင်အကြကြသွားတယ်မခေါ်မီကလက်ချင်နေသူမှာကောင်းငိန်ပြီးသားဖြစ်သွားတယ် ရသွယ်တော့တွားရောက်ရှာဖွေခုတ်ယုံမြည်နန်းနန်းမှာတော်နန်းနန်းဖြစ်တယ်။ရှော်ကိုကြိုးကြည့်ရန်နဲ့ဥရိုင်းကိုယူထိုးရန်ဖြစ်တယ်။ရတဲ့နိုင်ထွန်ကိုင်းနေတော့ရသွယ်အဖို့နန်းနန်းခုံရီမှာမပင်မန်းမပင်မန်းစေကမို့จิตတို့နဲ့စကားပြောပြောသွားခြင်းနဲ့နှုတ်ထွက်တိမ်ပါလျင် ကောက်ခြင်းနဲ့နေနေငါလုံးမယ်ဆိုကယူရသည်ကိုခံခြင်းနဲ့ မတိကလောထိကလောစာကျင်နေ။ညသွယ်တောင်းတသည်များကိုအေးဆောင်ကလည်းချွင်းကျဲမရှိ ဖြည့်ဆည်းကျင်နေ။ဖြည့်ကျင်သောကြောင့်သွက်လက်စွာ ပေးခဲ့သောကတိအမေကြီးမေယောမိသည်ကိုအတန်ကြားကမှသိတယ်။ညသွယ်ကခေါင်းခုဖြည့်ကချွေတုံနေရမှမကြေချမ်းသော အကြည့်ဖြင့်ကြိုလင်းနေ။ကြုံသိပါရဲ့တော့အစ်စ်တွေ့လို့ကျုပ်ကိုမေ့ခြင်းမဟုတ်လား။ဟောဒီချုံတွေက ငွေစိမ့်ပြီးကြောက်ကန်ရဲပါစေရဲ့ဟာအမေရလိမ့်ပါလိမ့်ပါရုတ်တရက်ရှိအောင်လိမ့်အမေရဘာဖြစ်တဲ့တော့ရန်တွေ့တန်တွေပျော်ပြောင်းမှု မပါသေးညာမျက်နှာအတင်းလျှော်တယ်မတော်ရသေးသောရောက်ကမလောင်ဖြစ်စေကမို့ဒေါ်တော်နဲ့မြသွယ်မှာတားမိနေပါတန်ရောစင်ရှိကြတယ်ဗဒက်ကင်သွားပေးမိတာဟာ တခါတည်းကမုံဘိုးကလေးနဲ့ဆက်ဆက်ချက်စားခြင်းနဲ့ဖြစ်တော်တာပဲဟဲ့ မယုံဘူးမယုံရင်တော့မင်းမေးမယ်ဒါပေမဲ့ပြစ်ပေးအောင်ညတွေအီနောက်ကြကြံခဲ့သည်အဖော်များမိလာသည်နှင့်အလောတော်ကြသွားသည်နနတ်တုံးနှင့်အရွယ်များပါသော အစည်းကြီးကိုအေးဆောင်ပြစ်ပေးပြီးမှမလို့ဖဲကင်ထားတယ်ချားခဲ့ဟာငါလာမှထမ်းလာခဲ့မယ်လောဘတော်တွေပုံမနေနဲ့ဒီကပြန်ရောက်ရောက်ချင်းသွားမေးမှာချေဆောင်ပြီးညတွေထွက်သွားပြီး ကျန်လို့ဒီရောင်းနာနာနဲ့လိုက်သွားပြီးမှပြန်ပြေးလာတယ်။လိမ်ဆွဲမတော်ဘူးလား။ထိတ်ခေါက်သွားဟန်တို့ပါတယ်။မြသွဲအီအဖော်များခနဲ့သွားသည်များသည်အေးဆောင်အတွဲအပြုံစီဖြစ်တယ်။အတန်ကြအောင် အပြုံမှိုင်းတင်နေပြီးမှအေးဆောင်သည်ကပိုက်ထောင်ကိုစန့်ကြည့်တယ်။မရသေးဘူး။အနည်းဆုံး၃ဆုံးလောက်ခုအောင်ပါ။စူးကြုံတွင်တော့အေးဆောင်ပြန်ရောက်လာပြန်တယ်။ လင်းတော့နေသည်စူးနွယ်ကြတွင်ဝင်းရက်ရရင်ဒီနေရာတွင် ကမိုးဘိုးကလေးတွေဥနေတယ်တပိုးစီကိုစိတ်ငြိမ်ငြိမ်ထားကခူစော်တယ်နေချိုစပြူလာပြီကျန်လုံးသည်တခင်ထံပြေးလာလိုက်ပြန်ထွက်သွားလိုက်တုံးလေးကလောက်ပြီးတွင်ဟောင်းတန်းစတင်ပြီးတော့တယ်နေချိုတစ်ဖြက်ထွက်လာတော့ဗရန်များဖြစ်တယ်အေးဆောင်ခြေတော်အောက်တွင်မြေပြင်ကိုတိရွယ်ဖုံနေတယ်ဒီတိရွယ်ချောင်းများကြားမှလည်း ရှုပ်ကနေရှုပ်ကနေဖြတ်ပြီးလူပိုတိုးဝင်သွားတော့အရာများမှငုံမကြည့်ပဲနဲ့အေးဆောင်သေးတယ်။ပဒန်းနေကလေးတွေစီရီနေတယ်။ကမုန်းဖူးများကို ကမုန်းရွက်ခူးတော့နဲ့တက်ချခြင်းစိပေါ်လာတယ်။အေးဆောင်သည်စိတ်ကိုခိုင်အောင်ထိထားတယ်။အရွယ်ခူးသလိုတက်ချရင် ကမုန်းဖူးအကြေတွေပဲရမယ်။လက်ငါးချောင်းလုံးလဲသူချင်းချင်းနေမယ်။နောက်ထပ်တဆုပ်ရတယ်။ကပတ်ထောင်နဲ့ထဲတယ်။ အင်းဆောင်အင်းရင်မှာငါးစုံပြည့်ရန်နှီးပြီဟိုအတိကြောင်ပေါ်ပါလာတယ်။အခုအစော်လဲတွက်လက်တယ်။တွက်တည်နေအများအကျိုးအကျေလဲများလာတယ်။ရန်လိုဤဟောင်းနဲ့အတန်ပြောင်းသွားတယ်။ဗရက်ကိုတွေ့သောကြောင့်ဟောင်းသောအတန်သည်ကစားကြည်စဲစရာတွေ့သောအတန်မျိုးဖြစ်သည်ဖြင့်ယူတူရွှင်ပြဟန်ပါတယ်။ယခုပြောင်းလဲသောအတန်မှာရန်လိုသော သို့တော့သူလဲမနိုင်သောအတန် ဖို့ကြီးကြီးတွေ့နေသလားမွေပဲတွေ့သလားဖို့ကြီးလျင်ရံလုံးမကတ်ရဲ့ချောက်ချောက်ထုံထိုင်းထိုင်းအကောင့်သည်အမင်းဖြစ်ရရတွင်ကတွက်လေလုံးနေခွေရောလူပါစုပ်ပြတ်သွားအောင်အမီးကရှာရွေရိုက်အားကပြင်ထန်နေထိုကဲ့သို့သောဖို့ကိုဝေးဝေးခွာပြီးရံလုံးဟောင်းသိနေတူမွေကိုလည်းအနာမကပ်ပြီးမွေဟောက်မှမအစိတ်အာကိုဖြစ်တဖြည်းဖြည်းပင်အတန်ပေးကမှန်ပြီးရဲ့ အစိတ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကြံလုံးမကပ်ပါတကြိမ်လင်းမွေအပတ်ခံရပြီးကြတဲ့ကကြံလုံးနှက်သွားတယ်။ဦးထက်တို့ဝင်ပြီး ခဲနိုင်မီအချိန်အခါကိုစောင့်ရင်စိတ်ရှည်လက်ရှည်ဟောင်းနေ။မွေးများလားဖို့များလား။အိုးဘာပဲဖြစ်ဖြစ်အေးဆောင်မှာတရွေ့ရွေ့ဖြစ်ရင်နာတာပေါ်တော့ဂိုင်းကြိုဂိုင်းကြတို့ရောက်လာပြီ။ပိုပြီးတတိထားကလက်ကိုမြအောင်စူးစမ်းရတယ်။ပြည့်တော်မယ်။ ။နောက်ဆုံးတဆုပ်ပြည့်ရန်အဖိုး30ခန်းခူလိုက်လျင် ပြည့်တော်မယ်။ထို့ကြောင့်အตาရာတိန်ငယ်ကအကျိုးအကြောင်းမှထွက်တဲ့တို့သမ ्या ကိုခြုံဆန်းမှသာ ရှင်းရှင်းလင်းလင်းဘေးကင်းရန်ခင်ခူတော်မီဟူသောစိတ်ကိုဖြင့်ရန်လုံးဟောင်းတန်နီးကပ်လာတယ်။မန်ပီတန်လည်းလုံထွေးပါဝင်နေ။အေးဆောင်အီမြင်ကွင်းထဲသို့ရန်လုံးဝင်လာပြီ။ခုတကောင်ဖြစ်နေတယ်။အမီးဖြစ်ရိုက်လိုက်ပြေးလိုက် ရန်လုံးကလည်းကြောင်ပေးလိုက်ပြေးကြိုက်လိုက်ပုတ်တီအေးဆောင်တန်းတန်တန်ကြီးပြေးလာတယ်ခါမှတပတိုကိုအေးဆောင်ဖြုတ်တယ်လမ်းမပြစ်တာကမွန်းွယ်ခံနေတယ်အနာရောက်တော့မှအာရပါရကုန်းခုတ်လိုက်ရာပါဘော်ကရှာကနေအတန်နဲ့အတူပူကနေခံစားလိုက်ရလေတယ်တားရဲ့အပြူကဒီအစင်းကလေးလောက်နဲ့ပြစ်မတော်ပါဘူးတားရဲ့ဒေါ်တော့တီစောင်းကြောင်ထိုင်လျက်ဖြင့် ตาเบโตจิ้งแก่ตัวเยจีเซสกาဖြင့်စိတ်သက်သာရာရအောင်ပြောတယ်အေးဆောင်မျက်နှာရှက်သွေးဖြန့်လျက်ငုံသွားတယ်အမရလည်းမစီမဆိုင်တာတွေဟိုဆိုသေးတယ်ဒေါ်တော့ဒီမျက်နှာရှုံလျက်ตาပါကိုကက်ကြည့်တယ်တလားလောက်ကြာရင် အသားကောင်းနဲ့တသားတွေကျသွားမှာပါဟဲ့နေ့မှလည်းတဟင်းဟင်းနဲ့တလားကြီးတောင်ကြာအောင်မှာအမရဲ့ ဒေါ်တော့တီစူချီရအစင်ကြီးကိုလက်ဖြားဖြင့်ပုတ်ကျင်ပြီးမှရေမောတယ်။အပေါ်ရန်ရှက်ပြီးချစ်မိတာပါ။တေရပါအမာယုံမဖြစ်ပါဘူး။ဖြစ်တော့ဘာဖြစ်သေးတော့အမေသားဟာအမေကိုလှုပ်ကျွေးတဲ့သားမို့ပိုပြီးတော့လှလာတယ်။အမေသားကိုဗျ။အမေကတော့ပြောမှာပေါ့။ဟဲ့စိတ်လှနေမှာတော့အကြီးမတန်တော့ဘူးလူလေးရဲ့အမေဘောကမောဘောခူရင်ချစ်မိတဲ့ အစင်းရာကြီးလို့တိတဲ့လူတိုင်းရဲ့မျက်စိထဲမှာအစင်းရာကြီးမရှိတော့ဘူးလူကျော်လှလှလေးလို့ပဲဖြစ်နေကြတော့မှသိကြတယ်အေးဆောင်ရင်မောလိုက်ကမအေးရင်ဝင်ကိုခေါင်းဖြေဝှေ့နေလေတယ်ဟုတ်ကဲ့ပါရှင်စာရေးဆရာကြီးစင်ဖြူကျုံးအောင်တဲ့ရေးသားထားတဲ့အမေပြောမှ ချောတော့တည်ဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်